တန်ကိုရီးယားနိုင်ငံစာတင်ကြောင်းတစ်ခုမှာရှိတဲ့အမျက်လုံးဖောက်ယူတတ်သောတရင်မှပရိသတ်များလုံးမမင်္ဂလာပါရှင်အမန်းချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တန်ကိုရီးယားနိုင်ငံရဲ့မထင်မရှားမျိုးငယ်လေးတစ်ခုမှာအထက်တန်းကြောင်းတစ်ကြောင်းရှိပါတယ်အဲ့ဒီကြောင်းမှာလွန်ခဲ့တဲ့ဆယ်စုနှစ်လောက်တုန်းကထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီးတော့ဒီနေ့ချိန်ထိလည်းပြောစမှတ်တွင်နေသေးဖြစ်ပါတယ်ဒီစာတင်ကြောင်းမှာကြောင်းတက်နေကြတဲ့အထက်တန်းကျောင်းသူကျောင်းသားတွေရဲ့ကိုလက်အင်ကအစိပ်ပိုင်းတွေကိုမှစာလောင်နေတတ်တဲ့တရေမတကောင်ဟာဒီကျောင်းကြီးမှာရှိနေပါတယ် အထူးသဖြင့်တော့ဒီတရေမကចောင်းသားတွေရဲ့မျက်လုံးတွေကိုစားလောင်နေရဖြစ်ပါတယ်။ဒါကြောင့်သူနဲ့ပပင်းတိုးတက်တဲ့ဘသူကမဆိုမျက်လုံးတွေကိုဖောက်ထုတ်ပစ်ပြီးတော့ခြေလက်အင်္ကာတွေကိုလည်းအပိုင်းပိုင်းဖြုတ်တတ်ပါတယ်။ဒီတရေမနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်ဇလန်လေးတစ်ပုဒ်ကိုပြောပြပေးခြင်းပါတယ်။အစင်းတင်ဖြစ်တဲ့ဆိုရင်တော့ဆောင်းလေးချုံတစ်ချက်လေးတက်ပြီးဗီဒီယိုကိုအဆုံးထိအတူကြည့်လိုက်ရအောင်ပါ။ တခုသောတိတ်ဆိတ်တဲ့ညတညမှာစွန်းရီဆိုတဲ့ចောင်းသူလေးတယောက်ဟာတငယ်ချင်းတချို့နဲ့အတူចောင်းစာကြည့်တိုက်ထဲမှာစာတွေကိုလေ့လာနေကြရင်းနဲ့မိုးချုပ်သွားခဲ့ပါတယ်။စွန်းရီဟာယုံလေးကလည်းလာတယ်လို့အတန်းထဲမှာလည်းစာအတော်ဆုံးចောင်းသူတယောက်ဖြစ်တာကြောင့်တငယ်ချင်းတွေကြားထဲမှာတော့အင်မတန်ထင်ရှားပါတယ်။အဲ့ဒီနေညာကစွန်ရီတို့တငယ်ချင်းတတိုင်ရှိနေရဲ့အကြောင်းစာကြည့်တဲ့ကလွဲပြီးတော့ကျောင်းရဲ့တခြားသောအဆောက်အုံတွေအလုံးက အမှောင်အတိဖြစ်နေခဲ့ရပါ။ ဒီလိုနဲ့စာကြည့်တိုက်ထဲမှာစာရီလေးလိုက်ရင်းနဲ့ည10နာရီလောက်ကိုရောက်ရှိတဲ့အချိန်ဆိုရင်တယောက်ရုတ်တရက်ဘိုက်ကရင့်လာလာပါတယ်။အဲ့ဒါနဲ့သူမလည်းတန့်စင်ကန်ကိုအမြန်ထသွားခဲ့ပြီးတော့သူမရဲ့တငယ်ချင်းတွေကိုလည်းတန့်စင်ကန်သွားမယ့်အကြောင်းပြောပြခဲ့ပါတယ်။တငယ်ချင်းတွေကတော့စာလုံးဆရာရှိတာတွေကိုဆက်လုပ်နေခဲ့ကြပါတယ်။တကယ်တော့စွန်ကြီးကိုမမြင်ရတဲ့စွမ်းအားတစ်ခုကသူ့ကိုစာကြည့်တိုက်ထဲကနေထွက်သွားအောင်တွန်းပို့နေရဖြစ်ပါတယ်။ ူမတန်းစင်ကန်းကိုတောင်းနေတဲ့အချိန်မှာပဲစာကြည့်တဲ့ထဲမှာရှိနေတဲ့တငယ်ချင်းတစ်တိုက်ဟာအပြင်ကနေထူးဆန်းတဲ့အတန်တိုးတိုးကိုကြားလိုက်ရပါတယ်။အဲ့ဒါကဘာလဲဆိုတော့တယောက်ယောက်ကပြတင်းပေါက်မှန်တကားကိုလက်နဲ့ခောက်နေတဲ့အတန်မှာပထမတော့လေတိုးတဲ့အတန်လို့ထင်ခဲ့ပေမဲ့တပြေးပြေးနဲ့ပိုကျလာတာကြောင့်အဖွဲတဲကတတ်တိကောင်းတဲ့အကြောင်းသားတယောက်ကိုအတန်လာရကိုကြည့်ဖို့အတွက်စာကြည့်တိုက်ရဲ့တကားနာကိုကတ်လာခဲ့ပါတယ်။ ။အဲ့ဒီအချိန်မှာသူတွေ့လဲရတာကတော့မျက်နှာဖြူပတ်ဖြူအောင်ဖြစ်နေပြီးတော့မျက်လုံးတွေလုံးဝရှိမနေတဲ့မိမကြီးတယောက်ဟာပြတင်းပေါက်အပြင်ကနေအထဲကိုကြည့်နေခဲ့ပါတယ်။သူမရဲ့လက်ချောင်းရှိရှိတွေကအမှန်ပြတင်းပေါက်ကိုတတောက်တောက်နဲ့ခောက်နေပြီးတော့အထဲမှာတယောက်ယောက်ကိုရှာနေခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ကြောင်သားလည်းကြောက်လန့်ပြီးတော့အထဲကိုအမြန်ပြေးဝင်လာခဲ့ပါတယ်။အဲဒီချိန်မှာအမှန်ချက်တွေဟာကွဲထွက်သွားပြီးအပြင်ကမိမကြီးဟာအထဲကိုဝင်လာခဲ့ပါတယ်။ စာကြည့်တိုင်းပါဝင်တစ်ကြောင်းလုံးမှရှိတဲ့မီးတွေအလုံးပြတ်တောက်သွားခဲ့ပြီးတော့ကျောင်းသားတွေရဲ့အော်တန်တချို့လည်းထွက်ပေါ်လာခဲ့ပါတယ်။တန်စင်ကနေမှရှိနေတဲ့စွန်းကြီးဟာရုတ်တရက်မီးပြတ်သွားခဲ့ရာကြောင့်တငယ်ချင်းတွေကသူ့ကိုစားနောက်တယ်လို့ထင်ပြီးအပြင်ကိုပြန်ထွက်လာခဲ့ပါတယ်။စာကြည့်တိုင်းထဲကိုရောက်တော့အမြင်လိုက်ရတဲ့မြင်ကွင်းကမတတိစရာကောင်းနေပါတယ်။ကျမ်းပြေပေါ်မှာသွေးတွေပေးကြနေပြီးတော့သူမရဲ့တငယ်ချင်းတွေဟာခြေတွေလက်တွေအပိုင်းပိုင်းပြတ်တောက်နေပါတယ်။ တချို့ကတော့ဘိုက်တွေပွင့်ထွက်နေပြီးတော့ဥရီကျန်းပြင်ပေါ်မှာအခွေလိုက်ကြနေရပါဆိုရင်လည်းဘာလို့လို့ဘာကံရမှန်းမသိဖြစ်နေပြီးတော့အဲ့ဒီအချိန်မှာပဲအတန်တကူကသူမနာကိုချင်းကက်လာပါတယ်သူမဟာကျန်းပြင်ပေါ်ကအလောင်းနေကြမှာကိုကိုမှောက်ချလိုက်ပြီးတော့မျက်လုံးကိုမှိတ်ထားလိုက်ပါတယ်1 2ဆိုပြီးတော့ရေရွတ်နေတဲ့မိမကြီးတယောက်ရဲ့အတန်ဟာတဖြည်းဖြည်းနီးလာခဲ့ပြီးတော့နောက်ဆုံးမှာတော့ဆိုရင်ရဲ့အနာကို ရောက်လာပါတယ်ဆိုရင်ရဲ့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာမျက်တွင်းဟောက်ပဲဖြစ်နေတဲ့အမျိုးသမီးကြီးတယောက်က သူမကိုပြုံးပြနေပါတယ်။ပြီးတော့သူ့ရဲ့လက်သေးရှည်ကြီးရဲ့နဲ့စွန်ရီရဲ့မျက်လုံးတွေကိုနှိုက်ထုတ်ပစ်လိုက်ပါတော့တယ်။စွန်ရီရဲ့နာကျင်စွာအော်တဲ့အတန်ဟာအမောင်တို့ကိုဖြိုခွင်းသွားခဲ့ပြီးမကြခင်မှာပဲငြိမ်သက်သွားခဲ့ပါတယ်။မျက်လုံးဖောက်ယူတတ်တဲ့တေးမားကတော့နောက်ထပ်မျက်လုံးတွေကိုအဲ့ဒီကြောင်ကြီးထဲမှာဆက်လက်ရှာဖွေနေသေးဖြစ်ပါတယ်။အဆုံးတကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။